တမ်းမျိုးသားလူမျိုးရေးတက်မတော် TNR တွေသိမ့်ပိုက်ထိန်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကစင်ရတနာပရိယတိစာတန်တိုက်ကိုစိုးစုကမနေ့ကညနေပိုင်းမှာဘုံစဲတိုက်ခိုက်လို့ရဟန်းတန်ကအများအပြားအပေါင်းရင်ပြည်သူ5ဦးသေဆုံးခဲ့ပြီး18ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNR တွေကသတင်းထုတ်ပြန်ပါတယ်။မလ16ရက်ညနေပိုင်းမှာနောင်ချိုမြို့စင်ရတနာပရိယတိစာတန်တိုက်ကိုစိုးစုကဂျက်ဖိုက်တာနဲ့ပေါင်150ဘုံလေးလုံး ဘုံကျဲတိုက်ခိုက်ခဲ့သလိုစက်တနက်တွေနဲ့ပါပြစ်ခတ်ခဲ့တာပါစိုးစုရဲ့ဘုံတွေဟာစေရန္တရာပရိယတိစာသင်နိုင်ပေါ်ကြားရောက်ပောက်ခွဲခဲ့တာကြောင့်ယဟန်နှစ်ပါတာမဏေ၄ပါးနဲ့အမျိုးသားတဦးအမျိုးသမီး၂ဦးအပါဝင်စုစုပေါင်း၉ဦးဘုံစားထိမှန်ပြီးသေဆုံးသွားခဲ့တာလို့ဆိုပါတယ်ဒါအပြင်တန်ဃာတော်73မှာထိခိုက်တံရရှိခဲ့တဲ့အပြင်ပြည်သူ၄ဦးလည်းထိခိုက်တံရရရှိခဲ့ပြီး ပြည်သူနေအိမ်တွေနဲ့ကျောင်းဆောင်အများအပြားလဲဘုံကြောင့်ထိမှန်ပျက်စီးသွားခဲ့တယ်လို့တရားနာတွေကဖော်ပြပါဗျ။စေအိုစုရဲ့အများပြည်သူဆိုင်ရာနေရာတွေကိုတိုက်ခိုက်မှုနဲ့ကလေးသင်ငယ်တွေအပေါ်ထိခိုက်သေးကြစေမှုဟာနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကတားမြစ်ထားတဲ့အချက်တွေကိုပြောင်ပြောင်လဲလဲကျုလွန်နေတာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကဒီကနေ့မှထုတ်ပြန်ပြောဆိုပါတယ်။